ကြိုက်တဲ့သူတွေအကျွတ်ဖတ်ထုတ်ဆိုင်ကောင်းကောင်းလေးသိချင်နေဆိုရင် Kivlor လေးကိုကြည့်ပေးပါနော်။ပင်လုံဆိုင်ကိုပြင်ဦးလွင်နေကန်လူတွေဆိုရင်တော့မသိတဲ့သူမရှိသလောက်ပါပဲ။ပထမတစ်ခါလာတဲ့ရာအရန်စားကောင်းလို့အခုဒုတိယတစ်ခါလာတော့အလုံးပြပြပေးတာပါ။အခုကေမာထားတာကဒီဆိုင်ရဲ့မပမဖြစ်ဝက်ဖတ်ထုတ်ကြော်ရဲ့နောက်တော့အရန်စားကောင်းပြီးပွဲအကြီးနဲ့အများကြီးပဲပါတဲ့အမဲဆွပြုတ်ပါ။သူ့ရဲ့အမဲဆွပြုတ်ကမှုမွေးလေးနဲ့လုံးဝမညှိပါဘူး။ မဲဆွပြုတ်နေစားဖို့အတွက်ငရုတ်သီးစိမ့်လေးရယ်ပြီးတော့မုံချင်းစင်လေးရယ်ဖတ်ထုတ်ကြော်နေစားဖို့အတွက်အစင်လေးရယ်ပေးပါတယ်သူရဲ့အမဲဆွပြုတ်ထဲမှာအမဲသားရဲ့အမဲလုံးရဲ့အမဲဥချမ်းရဲ့နဲ့အမဲအစောနည်းနည်းပဲပါပါတယ်။ မဲ့ကျော်ကလည်းစလို့မကောင်းလေနော်။ဂျာလီယာဒီဆိုင်ရဲ့နာမည်ကြီးအရန်စားကောင်းတဲ့ဝက်ဖတ်ထုတ်ကျော်လေးပါ။ဖတ်ထုတ်ရွက်လေးရလေလီမထူဘဲနဲ့ဖတ်ထုတ်သားလေးရလည်းရတာရှိတယ်။ပြီးတော့သူ့ရဲ့အချင်းလေးရလည်းတော်တော်ကောင်းပါတယ်။ဒါကတွဲစားဖို့ပေးတဲ့မုံညင်းချင်ပါ။ဂျာလီယာသူ့ရဲ့မီနူးလေးပါ။ပြုံးလွင်ရဲ့နောက်ထပ်စားကောင်းတဲ့ဆိုင်လေးမှာပြန်တွေ့ကြမယ်။အားလုံးပဲ like and follow လေးလုပ်ပေးခဲ့အောင်နော်။